ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရှိတော်လူငယ်လမ်းပြကြည့်ရစီစဉ်လေးကနေပြန်လဲကြိုးစားလိုက်ပါတယ်အဒီဒီဘက်စီးလေးတော်မဲ့ခေါင်းစဉ်လေးကတော့မြို့ပြခုမျိုးကြီးဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်အဒီကဏ္ဍလေးမှာတော့ဝင်းအောင်စီးလေးပြမဲ့သူတွေကတော့ကျွန်တော်တို့ဒီပီတုံးပီတုံးလုံးပါတီရဲ့ဘဟုလုံးမှုတော်ကူလည်းဖြစ်တဲ့အနီခင်ခင်သားပါမင်္ဂလာတော်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အနေနဲ့ဝင်းအောင်ရှင်နေမှာဖြစ်ပါတယ်အနောက်ပြည်သူကတော့အများလေးတိကျမယ်ဖြစ်တဲ့ကိုနီလင်းအောင်ကိုကိုနီလင်းရှင်ဖြစ်ပါတယ်ဘဇုံတော်မြို့နယ်ဓာတိသားကြီးကိုယ်စားလှယ်လောင်းနေတဲ့ဝင်းအောင်ရှင်နေမှာပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့ ကျွန်တော်ဒီနေ့ဆွေးနွေးမဲ့ခေါင်းစဉ်လေးမှာဒီမြို့ပြမှုမျိုးရေးဆွဲခေါင်းစဉ်လေးမှာကျွန်တော်အပိုင်း၃ပိုင်းလောက်တော့ဖွဲပြီးတော့ဆွေးနွေးပြီးတော့မှာဖြစ်ပါတယ်အဓိကတော့အခုလူလူရင်ဆိုင်တွေ့နေရတဲ့ဒီလက်မှတ်ဆက်သွယ်ရေးပေါ့နော်အဲ့ဒါလေးရေးပြီးတော့လူလူတွေရဲ့လုံခြုံရေးရှိဖို့လုံခြုံရေးဆိုတဲ့အကြောင်းရင်းတော့ကျွန်တော်တို့လက်စင်ပြီးမှန်လက်စင်ပြီးကိစ္စလေးဒါလေးကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့တော့အဲအနည်းပဲရင်ဥဆောင်ပြီးတော့ဆွေးနွေးပေးပါအောင်ဒီလက်မှတ်ဆက်သွယ်ရေးနဲ့ပတ်သက်ပြီးတော့အကြံပြုချင်တာဆွေးနွေးချင်တာလေးရှိပေါ့ဟုတ်မြို့ ဒီမှာပြည်ရဲ့မြို့ပြအရေးအနေနဲ့ပြောမစွင်တော့လမ်းမဆက်တွေအိမ်မှာအဓိကကြတာတော့အခုလောလောဆယ်ဟိုရင်ကျောပိတ်ဆို့မှုတွေပေါ့ဟုတ်ကဲ့ရင်ကျောပိတ်ဆို့မှုတွေနဲ့ဟိုအဲ့လိုမျိုးတွားရေးလိုက်ခက်ခဲနေတဲ့ချိန်နောက်ပြီးတော့ပြည်သူတွေအနေနဲ့ကြတော့ဟိုလှုပ်သွားတဲ့ချိန်မှာမလို့အပဲနဲ့အချိန်ကြီးကြာနေတာပေါ့ဒီလမ်းဒီ traffic jam တွေကြောင့်အချိန်ကြီးကြာနေတဲ့ဟာတွေကို short ချနိုင်မဲ့ဟာတွေဒါတွေကအရင်အရေးကြီးပါတယ်ဘာလို့ဆိုတော့ဟိုနားရမဲ့ချိန်မှာ အလုတ်သွားနေပုံမှန်နေစီလဲအလုတ်သွားအလုတ်ပြန်ဟိုနားမဲ့အချိန်ဒီမှာတို့အလုတ်သွားအလုတ်ပြန်တော့ကမပေးရဘူးဆိုရင်တော့ဟိုဟိုနည်းနည်းလေးစင်ကြေပုံကနေတော့မြူရဲရောက်ဖို့ဆိုရင်တော့အနည်းဆုံးတစ်နာရီခွဲလောက်ချိန်ပြရဆိုအသွားပြန်ဆိုနှစ်နာရီကျော်လောက်ဖြစ်တော့တို့ရဲ့တတားပြင်မင်းနဲ့ကားရီကလည်းတိုးစီရတော့လေဟုတ်တယ်ရင်းတော့စနေတော့တွေ့တော့ပိတ်နေပိတ်သွားတယ်နောက်ကားရီကလည်းစီရတယ်တအားတိုးစီရတယ်နောက်ပြီးတော့ဒီကားပေါ်မှာတအားကျက်တဲ့အတွက်ကြောင့်မလို့မင်းကလေးတွေ သူအဲလုံချွေးခက်ခဲတဲ့ပြင်ကိုနောက်အဲ့လိုမျိုးလားအဲ့ဒီကပိုင်းနိုင်ပြီးပါလိမ့်မယ် ဟိုကြောက်ကြတဲ့အနေအထားမျိုးပေါ့နော်ဟိုအဲ့ဒါလေးတွေကအကုန်လုံးပူးရဲပြီးတော့ဖြစ်နေတဲ့အတွက်ကြောင့်မို့လမ်းပန်းဆက်သွယ်ရေးကတော်တော်လေးအဓိကကျတဲ့အနေအထားမှရှိပါတယ်ကျွန်တော်လမ်းပန်းဆက်သွယ်ရေးဆိုရင်ကျွန်တော်အရင်တွေးမိတာပေါ့နော်အခု line ကားတွေဘာလို့ပိတ်လဲပေါ့ပိတ်တယ်ဆိုတဲ့အချိန်မှာစဉ်းစားကြည့်ရင်ကျွန်တော်ဥပမာဖြင့်ကားကြီးတွေရတယ်လမ်းမပေါ်တက်ရတာရှိရယ်အဲကျွန်တော်တို့တခြားနိုင်ငံတွေမှာဆိုဘတ်ကားဆလော်လေးရှိရယ်လေဆလော်လေးတွေပဲဝင်ရယ်ပြီးတော့ကားတွေကအဆင်ပြေသွားနေအခုကတော့တက်တက်ကြီးကိုပိတ်ထားပါလို့နောက်ကား မလာဘောเนาะလူသူတို့များများရအောင်ဆိုရနေတယ်အဲ့တော့လမ်းတွေကလည်းမလို့အဖက်ပိတ်တယ်ဒါပေမဲ့ကျွန်တော်အနီထားပြောရဲဟောက်စမ်းမိတယ်ဟုတ်တယ်ကားစီးရတော့အဆမတန်တက်နေတယ်ဒါပေမဲ့အခုချိန်မှာလူတွေကပတ်စကားမစီးကျွန်တော်ကားကြီးစီးနေတယ်အဲ့တော့ကားကြီးမှာကြီးတိုင်းလည်းလူတယောက်နဲ့ယောက်ပဲပါတယ်ဟုတ်တယ်အဲ့တော့လူနှစ်ယောက်လုံးနဲ့ကိုကျွန်တော်က traffic ကမလို့ဖြစ်လာလဲဆိုတော့လူ30 50လောက်တော့ကို နာ၂၀30လောက်အဲ30ကမ်းမြောင်းလာပေါ့ပြီးတော့ pollution တက်တယ်စီဝိုးတွေစီရလည်းနေတာမဟုတ်တကယ်သာဘတ်စကားကြီးတွေကောင်းလာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီခုနပြောတဲ့ကားအစိတ်20လောက်ကဒီဘတ်စကားတစ်စီးလေးမှလည်းပြီးသွားတယ်ဒါပေမဲ့အဲ့ဘတ်စကားတော့ကောင်းမှုလိုတာပေါ့နော်ဟိုကအေကွန်ပေးနိုင်ရမယ်ခုနပြောတဲ့အနေထားပြောတဲ့ဟို main ကြီးလည်းအင်ဂျင်ရှိရှိစီးနိုင်ရမယ်ခုနကပိုင်းလိုက်ပါညာလည်းกินရမယ်ပေါ့အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ဒီဟိုကအဲ သွားတဲ့အလုပ်သွားနေနေတိုင်းသုံးပြုနေလူတွေတော့အဆင်ပြေတယ်။သူကတော့ကိုယ်ပိုင်ကားနဲ့နေတိုင်းရုံးတက်ဖို့အဆင်မပြေဘူးပေါ့နော်။ပြီးတော့ဟိုဘတ်ဒက်စီနေစီနေကိုအဆင်မပြေဘူး။ဒီဘတ်ကားကိုပဲအားထားနေတော့ကျွန်တော်တို့ဒီဘောဖြစ်နိုင်ဒီဒီကိုယ်စားလှယ်တွေတော်တော်လေးရောင်းရင်ဒီအထူးသဖြင့်ရန်ကုန်မြို့ကြီးမှာတော့ဘတ်ကားအဆင်မပြေရင်တော့ကျွန်တော်လောရမယ်လို့ထင်တယ်ဗျ။ဟုတ်ကဲ့မဖြစ်မနေလောရမယ်။မဖြစ်မနေလောရမယ်။ဟိုကိုနေလေးချိန်နေတဲ့ရောဒါလေးနဲ့ပတ်သက်ပြီးဘယ်လိုထင်လဲ။ကျွန်တော်ကတော့လေဟိုလူငယ်ပြည်ပြည်ပေါ့ကျွန်တော်ဟို အများနဲ့ကိုနိုင်ငံတော့ကျွန်တော်ပူပါစီရောက်တိုင်းရှားနိုင်ငံရဲ့အရှင်ကြီးလေးရှိရပါတော့ရှားနိုင်ငံကိုပြုလို့တူတတ်တိုင်းနဲ့ကျွန်တော်နိုင်ငံအရှင်ကြီးရောကျွန်တော်အားများရဲ့အချက်လေးကကျွန်တော်ဟို MRT လို့ခေါ်တဲ့ Metro Rail System ပေါ့နော်ကျွန်တော်မြတ်တာစစ်တလေးကိုပို့ပြီးအဆင်လေးမြင့်စေချင်တယ်ပြီးတော့ပို့ပြီးတော့လည်းဟိုရှိစေချင်တယ်ပေါ့နော်ကျွန်တော်ဒီအနီးသားဆုံးကျွန်တော်ဘင်္ဂလားဒေ့ရှ်မှာဆိုရယ်လူကြီးတန်တရာ20လောက်ရှိတာပေါ့ကျွန်တော်တက်လူကြီးအစားပေါင်းများရှိပဲလေဒါကာလူလူကြီးမှာကျွန်တော်ဒီနှစ်ကုန်ပိုင်းတော့ကဒီ Metro Rail ဥစ္စာလေးကိုကျွန်တော်ဖန်တီးနိုင်တယ်ပြီးတော့ ကျွန်တော်တို့လူငယ်တယောက်နေတော့ကိုယ်နိုင်မှာရှိစီချင်ပါဘူး။ဒီက MRD မျိုးပေါ့နော်။ MRD တွေ။အဲ့ဒါလေးကလည်းကျွန်တော်အခုဟိုဆွေးနွေးနေတည်ရအောင်နော်။အရင်ဆုံးအခုကျွန်တော်ကအစိုးရတက်တာ9နှစ်ပဲရှိမှာ။ဟုတ်ကဲ့။9နှစ်ကာလမှာခုနဘတ်ကားတွေကိုခုနအဆင်ပြေနေတဲ့ဟာတွေကမဖြစ်နိုင်ဘူးလားဆိုဖြစ်နိုင်တယ်။လွယ်လေးလွယ်တယ်ပြီးတော့အခြေခံအကြဆုံးပဲဖြစ်တယ်လုပ်ပြရမှာ။ဒါပေမဲ့တစ်ဖက်မှာစဉ်းစားကြည့်ရတယ်ဒီဘတ်ကားကတူးချင်းစီကားသုံးပြမှုထက်တော့ဒီတော့ပြည်သူမှုအများကြီးသက်သာပါဘူး။အဲဒါပေမဲ့နောက်အိတ်ထပ်ပို့ပြီးတော့ဟိုဘတ်ကားတစ်စီးမှာလူ90 90ဆိုမဲ့ ယထာတသိမှာလူထောင်နေဒီပါတီဆက်နိုင်တယ်အဲ့တော့အချိန်နဲ့မှန်ဘတ်ကားမှာရေရောပိတ်လို့ရုံတော့ကြရတယ်လို့အချိန်မမီလို့ဟိုတကယ်သာယထာအချိန်မီသွားမယ်ဆိုရင်စာမစချိန်ဒီချိန်ရောက်အောင်ရောက်မယ်လုံးလုံးနောက်ကျ5မိနစ်3မိနစ်မပူဘူးပေါ့နော်အဲ့ဒါမျိုးဆိုတော့ခုနကကိုကိုနေလေးချိန်ပြောတဲ့ဒီ MRD ကိစ္စလေးရလေလုတ်တင်တယ်ဒါပေမဲ့ MRD ကိစ္စလေးကတော့အစိုးရတစ်ဆက်တည်းမှာပြတ်ချင်မှာပြတ်မယ်ပေါ့ဒါပေမဲ့စီမံကိန်းကတော့ပုံမှန်စခဲ့လို့တော့ရတယ်စလဲစသည်နေပြီးတော့ကျွန်တော်တို့ဟိုအရှိတော့အရှိမရှိတာဆိုလို့ မြန်မာလူနောက်ပဲကျန်တော့တယ်ပေါ့ဗျာ။ဒီနေ့တော့စတယ်ဒီနေ့စတာမဟုတ်တော့စီတို့ပါရမယ်။ဟုတ်ကဲ့ဟုတ်။ The ring တွေလုံးပါအောင်။ ring တွေပါ။အဲဒီ the ring ပြီးရင်နောက် ring ကမယ်။အနီလိုက်အစိမ်းလိုက်အဝါလိုက်ပြလိုက်။ဟုတ်တယ်။အကုန်စတယ်။ပြီးတော့ရထားတကယ်စပြီးသွားရင်စီးဘူးတွေလိုကဒီရထား project ဟုတ်ကဲ့။ဘူးလည်းတက်တာလေအချိန်လည်းတက်တာလေ။အဲကျွန်တော်တို့ခုနဟိုဆွေးနွေးသလိုပေါ့။တကယ်လို့ဟို bus နဲ့လောက်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်နောက်မှာကိုနေလေးရှိလို့ဆွေးနွေးသလို MRD ထဲတော့မယ်။ရထားလိုက်ထဲတော့မယ်။မြို့ပဲရထားလိုက်ပေါ့။ အဲ့ဒါထည့်ရမယ်ဆိုကျွန်တော်စပြီးစဉ်းစားရမှာအခုဂုံးကြော်တရားကြီးရှိနေပြီ။ Now ဘက်အဲ့မှာဘက်စင်နဲ့ချင်းနဲ့ချိတ်ကိုချိန်မှရမှာ။ယထာနေစဉ်းစဉ်းနေဘက်စင်မှရမယ်ဆိုတော့သူ့အတွက်နေရာကြီးကျွန်တော်ကျူပလန်ချမှရအောင်။ကျူပလန်ချမှရအောင်မယ်။ကျွန်တော်မဟုတ်ဘဲနဲ့ကဒီနားမှာကိုလိုကြီးစောက်တယ်ခုနမှဟိုဟာရှိတာတကယ်လဲယထာပြီးမယ်ဆိုတော့ပြီးလို့မရတော့တဲ့ပြဿနာဖြစ်နေ။အဲ့တော့ယထာနဲ့ပတ်သက်ရင်ရောဟိုကျွန်တော်ယထာလမ်းကြောင်းတွေပိုင်းနဲ့ပတ်သက်ရင်ကျွန်တော်အပြည့်စုံဆွေးနွေးပေးရမှာ။ issue တော့ကျွန်တော်ဇွဲတင်လိုက်ပြီ။ဘယ်လိုနေရာတွေကို recommend ပေးခြင်းလဲ။ဘယ်လိုနည်းလမ်းနေရာပြီးရင်ကောင်းမလဲ။ဥပမာပြ ်ထိုင်းပါဆိုတော့လမ်းမရည်နေသွားတယ်ဒီမှာဂုံးကျော်ရွာတွေခံပြီးမဖြစ်နိုင်တော့အဲ့တော့ဘလို့နေရာတွေကိုအနိထားတို့ combination တို့ recommend ပေးတယ်ဟုတ်ဟုတ်ကျွန်တော်မျိုးဘက်ရထားကိုပဲအခြေခံပြီးတော့အိုင်လန်းကျောင်းပေါ်မှာပဲအရင်ဆုံးစဉ်းစားတင်တယ်လို့ကျွန်တော်ထင်ပါတယ်ဒီဘက်ရထားရှိပြီးသားလေရန်ကုန်မှာလည်းမျိုးဘက်ရထားရှိပြီးသားဆိုတော့အဲ့ဒါကိုပဲအခြေခံပြီးတော့စဉ်းစားတာဟုတ်ပြီလေတော့ဆိုပြီးကျွန်တော် insight ရှိမယ်အနိထားကမင်္ဂလာတော်ရှိမယ်နော်ရှိမယ်နော်ဒီဒီဒီဘက်ကနေလို့ဒီဘက်ကနေလို့မျိုးတယ်ပို့ချုပ်ပြီးဆိုတော့ အနေနဲ့ရှင်းလို့ပဲရှိမယ်။တကယ်တော့တို့ကြောင့်လေးရရှိမယ်။မြောက်တကုံရှိနေမယ်။မြန်မာနဲ့တော်တော်လေးလင်းပါလေကြောက်ရည်လေးလို့ရှိနေတယ်။အဲ့တော့ဒါဟိုပတ်တာချိန်လိုက်လို့ရတယ်ပြီးတော့အိမ်ကြီးလည်းဖယ်စရာမလိုတော့ဘူးနော်မြို့ပဲ့ထားကောင်းတယ်။ဒါပေမဲ့ကျွန်တော်ထင်တယ်ခုလက်ရှိမြို့ပဲ့ထားတာခုနကလူလူအတွက်15မိနစ်တစ်ချိန်သွားနေမယ်ဆိုရင်ကားလမ်းတွေကရထားလမ်းသွားနေရတာပိတ်နိုင်တယ်ပေါ့။ဟုတ်ကဲ့။အဲ့ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့ဘယ်လိုလုပ်သင့်လဲပေါ့နော်။ မိုးပြန်ထားတဲ့လမ်းကိုတကယ်ဖော်ဆောင်သိမိလားစဉ်းစားရမယ်လို့တော့ထင်တယ်ဟုတ်ကဲ့ဒါဆိုရထားလမ်းကြောင့်လည်းကားလမ်းပြန်မပိတ်အောင်ပေါ့နော်ပိတ်အောင်ပိတ်အောင်စဉ်းစားလို့ရအောင်ဘယ်လိုတော့ဟို dream ရေပြီးတော့အနိဒာအိနေနဲ့ bus တွေနဲ့ဘယ်လိုပြန်ချိန်မလဲရောဒီ bus တွေနဲ့ချိန်တာကတော့လူကြီးတိတ်တီးတဲ့နေရာပေါ့ဟိုအကုန်လုံး main point လို့ ဟိုဟိုအဖက်ဖက်ကိုသွားလို့ရတဲ့နေရာ main point နေရာမှာမြင်းဒီကုန်းလိုမျိုးပါလားမြင်းဒီကုန်းလိုမျိုးအင်းစိန်လိုမျိုးနောက်မင်းကလာမျိုးနောက်ဒီတွေတောင်ဟုတ်ကလာလိုပါလားမြောက်ကလာလိုဒီနေ့တို့ကြောင့်မြင်ပူတာအဲ့ညိုရဲ့နောက်ပြီးတော့ကြောက်ရည်ညွန်းလို့ဆိုလေစိတ်တွေပါသွားလို့လဲအဆင်ပြေဟုတ်တယ်ဟိုအဲ့လိုဟန်မျိုးတွေကြတော့ဟိုအဲ့ဒီကနေပြီးတော့အတူလေးတွေပေါ့နော်အဲ့ဒီနေရာမှာအိမ်သားတို့က ဟို bus station တွေကိုဒီပြန်ပြီးတော့ပြန်ပြန်ခွက်ထွက်သွားမဲ့ bus တွေကိုချိန်ပေးရမယ်ချိန်ပေးပြီးတဲ့ပြင်ကိုကိုပိုင်ကားနဲ့လာမယ်ဂိတ်ကူထားလိုက်တော့မှာပေါ့ဂိတ်ကြီးထားမယ်တော့5မိနစ်တစ်ခါပြင်5မိနစ်တစ်ခါပုံမှန်တော့ထွက်နေရမယ်ဘာလို့ဟိုလူဆောင်ပြီးတော့မှထွက်ချင်တဲ့ချိန်ထွက်မယ်ဆိုတော့အဲ့လိုမျိုးမရပဲလေဒီကြော်တာရက်ဆောင်တာတော့မရဘူး9နိုင်ပြောချင်တာ9နိုင်ရထွက်သွားတဲ့ကားကဒီကိစ္စနဲ့ကိစ္စကို6 9နိုင်မှရောက်မှာဆိုရောက်ကိုရောက်မှာ6နိုင်မှရောက်မှာဆိုရောက်ကိုရောက်ရမယ်ဟုတ်တယ်နော်ဒီကြားထဲမှာကိစ္စောင်းလေးလို့ကြားတယ်လို့ နောက်ကထရက်ကရှိရောက်လာလို့မရအောင်ဒီ15မိနစ်တစ်ချိန်မှာစောင့်ရမှာသူကျနေ့လေးကျစောင့်ပါဘတ်စကရီရဲ့ဒါသူ့အလှည့်ကျစောင့်သူလို့ဒီယထာကဘယ်လာမယ့်ယထာကဘယ်ဒီကိုဘယ်ချိန်ရောက်မ